မင်္ဂလာပါရှင်ဧပြီလ15ရက်ဇာတာရီနေ့ရွှေရံကုန်းရဲ့ရန်ကုန်တခွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ရန်ကုန်မြို့တွင်စကောင်းဝင်လေးကျင်းလျက်ရှိတဲ့အာကစားအဖွဲ့များအားဒုတိယဝန်ကြီးဦးထိန်လင်းကြီးရှိစစ်ဆေးတဲ့သတင်းအာကစားနှင့်လူငယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးထိန်လင်းဟာဒုတိယအမြင့်တန်းအတွင်ဝင်ဦးကျော်စန်းနှင့်တာဝန်ရှိသူများလိုက်ပါလျက်မေလ23ရက်နေ့နက်ပိုင်းက ရန်ကုန်မြို့အင်အားလန်းရှိမြန်မာနိုင်ငံလှေလောက်အဖွဲ့ချုပ်လေးချင်းရေစခန်းတွင်အရှိတောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ရှင်ပြန်ရန်အတွက်စခန်းဝင်လေးချင်းနေတဲ့အနောက်တိုင်းလီရူရလီနဲ့ကနူးကရက်လီတို့ရှင်ပြိုင်လေးချင်းနေမှုများအား၎င်းမင်္ဂလာတောင်ညွတ်မြို့နယ်အောင်ဆန်းအားကစားပြိုင်ပွဲမိုးလုံလီလုံအားကစားရုံတွင်စကန်းဝင်လေးချင်းလေးရရှိတဲ့ဗောလီဘောအားကစားသမားများနှင့်အနီးပြများကို၎င်း လူငယ်အားကစားလေ့ကျင့်ရေးစကန်ဒူဝနာရှိမြန်မာနိုင်ငံတိုင်ဝမ်တို့အဖွဲ့ချုပ်လေ့ကျင့်ရေးယုံတွင်အားကစားသမားများကိုခန္ဓာကြံ့ခိုင်မှုရှိစေရန်လေ့ကျင့်နေမှုများအား၎င်းပိုက်ကြောခြင်းအားကစားယုံတွင်ပနမလက်ရွေစင်ပိုက်ကြောခြင်းအားကစားသမားစကန်းဝင်လေ့ကျင့်နေမှုအား၎င်းအမျိုးသားအားကစားပြိုင်ပွဲယုံတဲ့သူဝနာတွင်စကန်းဝင်လေ့ကျင့်နေတဲ့ပနမလက်ရွေစင်ဘီလီယံနဲ့စနူကာအားကစားသမားများလေ့ကျင့်နေမှုအား၎င်းတကုံမျိုးတိမြောက်ပိုင်းမြန်မာနိုင်ငံတနက်ပြည့်အဖွဲ့ချုပ်တွင်ပန ။နေဝင်စင်အားကစားသမားများလေ့ကျင့်ပြည့်ခတ်နေမှုတို့ကိုကြည့်ရှုအားပေးကာမိပြများအားအစွမ်းကုန်အားထည့်တင်ပြလမ်းညွှန်ကြက်မှတ်ပေးရန်။စံရင်စံလုံးများကောင်းမွန်ပြီးစုတစိမ့်များရရှိအောင်ကြိုးစားကြရန်မှာကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပြပူလာတာပါ။ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ရန်ကုန်တိုင်းဒေသကြီးရင်းကဘာကျချင်းဒီနေအထိန်အမှန်အခမ်းအနားကျင်းပါတဲ့တဲ့ရင် ရှင်ကိုတိုင်းဒေသကြီးကျက်ချင်းကြီးကြီးကျက်မှုကော်မတီမှကျင်းပသောကဘာကျက်ချင်းကြီးနှင့်ထိမ်းမခန်းနာကိုမေလ23ရက်နေ့ပိုင်းကတိုင်းဒေသကြီးကျက်ချင်းကြီးကြီးကျက်မှုကော်မတီရုံးတွင်ကျင်းပကြောင်းသိရပါသည်ရှေးဦးစွာမြန်မာနိုင်ငံကြက်ချင်းဤအသိဥက္ကဋ္ဌမှာပေးပို့သောတဝင်လှကိုကြက်ချင်းဤပဟုကောင်စီဝင် တိုင်းဒေသကြီးကြက်ချင်းဤကြည်ကြမှုကော်မတီဝင်ဦးရှင်အောင်မျိုးကဖတ်ကြားပါရယ် ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးစက်ချင်နီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဒေါက်တာဇော်ထေကအမစကားပြကြပြီးစက်ချင်နီလူမှုကယူနာလုပ်ငန်းများတွင်နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့အသက်65နှစ်ပြည့်စက်ချင်နီတပ်ဖွဲ့ဝင်များလုံသက်230ပြည့်နဲ့လုံသက်65နှစ်ပြည့်စက်ချင်နီတပ်ဖွဲ့ဝင်များလူမှုထူးကျွန်းပထမဆင်းနဲ့လူမှုထူးကျွန်းတတိယဆင်းရရှိသူများအားဂုံပြူတစိမ့်နဲ့ဂုံပြူလက်မှတ်များကိုတာဝန်ရှိသူများကအသီးသီးပေးအပ်ခြင်းကြောင့်သိရပါဗျာ ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါရဲ့ရှင်ထမန်တင်ဆက်မဲ့တဲ့ငါတော့ငလျင်တုံပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင်အုံပြုရန်အတွက်စံအိမ်နှင့်အိမ်မိုးသူပြများလှူဒါန်းနေတဲ့တွင်ငလျင်တုံပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင်အုံပြုရန်အတွက်ရှေ့ project မှစံအိမ်နှင့်အိမ်မိုးသူပြများလှူဒါန်းခြင်းကိုမေလ7ရက်နေ့နံပါတ်ကရန်ကုန်မြို့ရှိမြမပို့စကူ CNC ဆဲုံနေပြုလုပ်ကြောင်းသိရပါဗျာ လူရန်မွေတွင်ရှေ့ project မှ managing director Mr. Sounden Beck ကလူရန်ရခြင်းကိုရှင်းလင်းပြောကြားပြီး25 kg ဆိုင်းအိတ်တပေါင်းအိမ်နဲ့အိမ်မိုးသူပြား2000ကျပ်တို့ကို ပေးရလူရန်ရအသိအလုပ်မှုဆောင်ပေါ်မခဒေါက်တာတင်မောင်လှိုင်ကလက်ခံပြီးကျေးဇူးတင်စကားပြောကြားကာကွန်ပျူတာမှတော်လှန်ပေးရကြောင်းသိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့လာတာပါနောက်ထပ်တင်ဆက်မယ့်သတင်းကတော့ခရမ်းမြို့နယ်အတွင်းရှိစောက်လူရေးလုပ်ငန်းသုံးပစ္စည်းအယောင်ဆိုင်များအားကွင်းစင်စစ်ရေးတဲ့သတင်း ရန်ကုန်တိုင်းဒေသကြီးတန်လင်းခရိုင်ခရမ်းမြို့နယ်တွင်စောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအယောင်ဆိုင်များအားစေနှုံမြေတင်ရောင်းချမှုရှိမရှိကိုမေလ14ရက်နေ့ပိုင်းကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲအတူရေးမှုရှယ်မှုကြောဆိုးစီပင်တရားရေးအဖွဲ့အမှုဆောင်အရာရှိဦးစောနိုင်ဦးမြို့နယ်စားသုံးသူရှိရာဦးစီးဌာနမြို့နယ်တာဝန်ခံဒေါ်ကျော်ကေခိုင်နဲ့တာဝန်ရှိသူများပါဝင်တဲ့မြေပြင်ကွင်းစစ်စစ်ကြမ်းမဲ့ရေးအဖွဲ့ကစစ်စစ်ကြောင်းတည်ရပါရရှင်ဒီသတင်းကိုတော့နေ့ င်းကပဲပို့ထားပဲဖြစ်ပါတယ်။နောက်ထပ်တင်ဆက်မယ့်သတင်းကတော့တကိတာမြို့နယ်တွင်တရင်ကောင်းခင်စာယောဂကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်တဲ့သတင်း။ရန်ကုန်တိုင်းဒေသကြီးဘုဒ္ဓထောင်ခရိုင်တကိတာမြို့နယ်တွင်ပြန်ကြိုင်းနှစ်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီးတိုင်ကောင်းကင်ဆာရောဂါကာကွယ်ရေးအသိပညာပေးဟောပြောပွဲကိုမေလ14ရက်နေ့နက်9:00နာရီကတာဂီတာမြို့နယ် community center ခန်းမှာပြုလုပ်ကြောင်းသိရပါဗျာ။ ရှေးဦးစွာတာဂီတာမြို့နယ်ပြန်ကြားရေးနှိပ်ပြည်သူဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဆောင်နှင်ပြူကဟောပြောဝေးပြုလုပ်ရခြင်းအရွယ်ချက်ကိုပြောကြားပြီးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာဒေါ်စုစုလွင်ကတရင်ကောင်းကင်ဆာရောဂါနဲ့ပတ်သက်လို့အကြံအဝင်ရှင်းလင်းဟောပြောကြားသိရပါတယ်ရှင်။ဒီသတင်းကိုတော့တိတ်ထက်ဆင်ကပေးပို့လာတာပါ။ထမန်တဲ့ဆမဲတဲ့ငါတော့လေကူမျိုးနယ်တွင်စာကြည့်တိုင်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှင်မြင့်တင်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်တဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလှေကိုခရိုင်လှေကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာကြည့်တိုင်များဖွံ့ဖြိုးတိုးတက်စေရန်နှင့်စာဖတ်ရှင်မြင့်တင်ရေးအတွက်အသိပညာပေးဟောပြောပွဲနှင့်နေရက်အစားဆောင်ပြပွဲကိုမေလ၁၄ရက်နေ့ပိုင်းကလှေကိုမြို့နယ်အင်းတိုင်ကျေးရွာအလင်းအိမ်စာကြည့်တိုင်းနှင့်ရဲမွန်ကျေးရွာအလင်းရောင်စာကြည့်တိုင်းတို့တွင်ပြုလုပ်ကြောင်းသိရပါသည်။ ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်အေအေနွေကအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်နဲ့ကလေးအလုံသမားပါပြောင်ရေးမိုးရေဆေးဝါးအန္တရာယ်အကြောင်းဒီကောင်းစရာများကိုဟောပြောပြီးမြို့နယ်ဆိုင်ဆရာအသင်းမှဆိုင်ဆရာဦးကျော်မင်းညွန်းကစာဖတ်ခြင်းရဲ့အကျိုးကျေးဇူးများကိုအသိပညာပေးဟောပြောကြောင်းသိရပါဗျာ အဲ့ဒီနောက်ပြည်ချာရေးဦးစီးဌာနကအသိပညာဗဟုသုတများရရှိစေရန်ပြသထားသောကလေးအလုံသမားပပျောက်ရှင်နှင့်မူရည်စေဝါအန်ရဲ့အကြောင်းသိကောင်းစရာများကိုစိတ်ဝင်စားစွာကြည့်ရှုကြကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့အေးအေးနွယ်ကပေးပို့ထားပေးဖြစ်ပါတယ်။ရွှေရံကုန်ရဲ့ရန်ကုန်တခွင်သတင်းစုံလေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။